ဆင်းရုံတက်နေရတဲ့မိခင်ရှင်ကိုတာမှလက်မကြည့်လို့ဝေဖန်ခံနေရတဲ့စလုံးဝတီထိန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Sally Space H ကနေပြန်လည်ကြိုဆိုလိုက်ပါရီ နိုင်ငံကျော်ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ကြီးထထမုတ်ရဲ့တဝီသောသမီးလေးစစ်လုံးဝီထက်ကတော့လက်ရှိချိန်မှာအများရဲ့ဝေဖန်မှုတွေကိုခံနေရတာပါအကြောက်ကတော့မိခင်ဖြစ်သူထထမုတ်စိတ်ယုံတက်နေရချိန်မှာတောင်းရောက်ကြည့်ရှုတာမျိုးလုံးဝမရှိခဲ့တာကြောင့်တိတက်မှုမရှိဘူးဆိုပြီးတော့ဝေဖန်ခံနေရတာပါထထမောကအနုပညာလောကရဲ့ထိတ်တဲမင်းသမီးတဦးဖြစ်ပြီးရုပ်ရှင်နဲ့ဗီဒီယိုစကားပေါင်းများစွာရိုက်ကူးခဲ့ရသူပါကွလွန်သွားပြီဖြစ်တဲ့တရုတ်ဆောင်မင်းသားတွင်းနဲ့အတွဲညီဆုံးတရုတ်ဆောင်ဖြစ်သက်မှတ်ခံခဲ့ရပါတယ် ြန်မာနိုင်ငံမှာအင်တာနက်တွေသိပ်ခင်မစားခင်ချိန်ကလေးကကြုံညာမင်းသမီးဖြစ်ရန်ကုန်မှာနာမည်ကြီးခဲ့သူဖြစ်ပါသည်တထမုံနဲ့ဆိုင်းလန်တို့ဟာနှစ်ဦးသဘောတူလက်ထပ်ခဲ့ကြပြီးသမီးလေးစင်လုံးဝီထက်ကုန်မွေးဖွားခဲ့တာပါအဲ့နောက်ပိုင်းမှာတော့တထမုံနဲ့ဆိုင်းလန်တို့ဟာသဘောထားမတိုက်ဆိုင်မဲနဲ့လမ်းခွဲပြတ်ဆဲခဲ့ကြပါသည် ။တမီးဖြစ်သူစေလုံးဝနီထက်ကတော့မိခင်နဲ့မနေခဲ့ပဲနဲ့ဖခင်နောက်ကိုပါသွားခဲ့တာပါ။ဖခင်ပြသူဆန်လန်ကသာသူမကိုလက်ရှိချိန်ထိရှောင်အောင်ပြုစုပေးလာခဲ့တာပါ။ဒါကြောင့်သူမအနေနဲ့တထက်မိုးအပေါ်မှာမိခင်ရင်တရားဖြင့်တိတ်တံမိုးထားဖို့မပေါ်ခဲ့တာပါ။ဂျာယီမိမိခင်ဖြစ်သူတထက်မိုးကတော့သူမအပေါ်မှာအချစ်မရောပဲနဲ့နားလဲပေးခဲ့တာပါ။ ဆလောမေချက်ကမေတူသမီးလေးမလို့ချောမောလာပသူလေးဖြစ်တယ်လို့ထထမုံရဲ့သမီးဖြစ်တာကြောင့်လေပရိသတ်ကအပေးကြတာပါမိခင်ဖြစ်သူထထမုံနဲ့ကြောင်ညာရီတူတူရိုက်ကူးခွင့်ရနေတယ်လို့အမှုပညာလုပ်တွေလည်းလှူဆောင်နေကြတာပါမိခင်ဖြစ်သူတထက်မဟုတ်ကတော့သူမဝမ်းနဲ့လွယ်မွေးထားရတဲ့တမိဖြစ်သူပေါ်မှာအတော်လေးဂယူဆိုင်ပေမယ့်စလုံးဝရီထက်ကတော့မိခင်ဖြစ်သူပေါ်တိတ်ပြီးတော့ဂယူဆိုင်တည်တတ်မှုမရှိဘူးလို့ပြောနေကြပါရည်။ဖခင်ဆိုင်လန်ကတင်စားရွေးဝိနဲ့နောက်ရင်တော်ပြုခဲ့ပြီးတော့သူမကတော့မိခင်တက်ပြီးတွေးဖြစ်သူကို ပေါ်ပြီးတော့ခင်တွဲနေတယ်ဆိုပြီးတော့ပြောခဲ့ကြပါသေးတယ်။တတမဟုဟာနှလုံးရောဂါအခန်းရှိသူဖြစ်ပြီးတော့အသေးရောဂါလည်းခံစားနေရတာကြောင့်စိတ်ယုံတရားချိန်မှာတစ်ချိန်မှသွားမသွေးခဲ့ပေဖခင်နဲ့မိတွေတို့ရဲ့မင်္ဂလာပွဲကိုတက်ရောက်နေကြတာပါ။ငယ်စဉ်ကစိတ်တရားကြောင့် ိခင်ဖြစ်သူပေါ်မှာမြစ်တာမရှိနိုင်ဘူးလို့ပြောအောင်လေသူမကမိခင်နဲ့တူကြညာတောင်မှတွေ့ရိုက်နေကြတာပါအခုခါမှလေမိခင်ဖြစ်သူထထမိုးကမလ28ရက်နေ့မှာဖြစ်ခဲ့တယ်ငလင်းကြီးကြောင့်ထိခိုက်ခဲ့ပါတယ်ငလင်းလုံးချိန်မှာထထမိုးကမန်လေးကရွှေဆိုင်တစ်ခုမှာကြညာရိုက်ကူးနေကြတာပါ ဘေးအန္တရာယ်ကြောင့်ပြေးလွှားရခြင်းမှာထိခိုက်မိပြီးတော့လက်မောင်းရိုးကျိုးသွားခဲ့တာဖြစ်ပါသည်။အသက်အန္တရာယ်မရှိပေမဲ့လည်းနှလုံးရောဂါခံရှိသူဖြစ်တာကြောင့်ထထမိုးကဆေးရုံမှာတက်ခဲ့ရတာပါ။လက်မောင်းရိုးလေးကျိုးသွားခဲ့တယ်လို့စိုးရင်ထိလန့်ပြီးတော့ဆေးရုံတက်ခဲ့ရတဲ့ထထမိုးကသူမကိုအားပေးကြည့်ရှုလာမယ်။တမိလေးကိုမျှော်လင့်နေခဲ့တာပါ။ဒါပေမဲ့တမိဖြစ်သူစိလင်းဦးမဏိထက်ကတော့မိခင်ဖြစ်သူကိုလာရောက်ကြည့်ရှုခြင်းမရှိခဲ့တယ်လို့စိုးရင်ပူပန်မှုလည်းရှိရမတူပါဘူး။ ဒါကြောင့်လည်းစစ်လုံးရီထက်ရဲ့မိခင်ရင်ပေါ်တိတက်လိမ္မာမရှိတဲ့ပြည်မှုလေးတွေကိုထောက်ပြဝေဖန်နေကြတာပါပရိသတ်တွေကစစ်လုံးရီထက်နဲ့အသက်အရွယ်သိပ်မကွာသလိုနမေကြီးမင်းသမီးတို့ရဲ့သမီးဖြစ်တာချင်းနဲ့တူညီတဲ့တရုတ်စာအိနာကျော်စင်ရဲ့သမီးဖြစ်သူပြည်သူတာနဲ့နှိုင်းရှေပြောနေကြတာပါဒါပြင်လည်းခုလိုမျိုးမနှက်ပြန်ဆိုတာမသေးကြတဲ့အမျိုးမျိုးပြောင်းလဲနေတဲ့ခေတ်ကြီးမှာ မိဘအရင်နေရှိတော့မှာတေချာတမိုးထားတဲ့အကြောင်းပြောဆိုနေတာပါမိခင်ရဲ့တရားစိတ်တရားရောလက်ကျိုးရဲ့တရားတွေပါရရှိနေစေမှာတွားရောက်အားပေးမှုလေးတောင်မှမရှိခဲ့တဲ့စလုံးရိထက်ရဲ့မတိတတ်မှုပေါ်မှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်ဗီဒီယိုလေးကိုဆုံးတီးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့လေးမှလည်းပြန်ဆောင်ကြမယ်နော် Celebrity Space H ပရိသတ်များလည်းကဲသုံးပါးပြီးမှกินလို့ကြပါစေရှင်